အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒါကျွန်တော်မနေ့ခင်းလေးဖြစ်ပါဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်ဗောနော်အလက်ရှိမှာဒါကျွန်တော် Everton အသင်းနဲ့ Arsenal အသင်းတွေဒါကျွန်တော်တို့ကျွန်တော်ပွဲချုပ်သူနဲ့ချက်ဒီအကြောင်းပြောမယ် Everton အသင်းရဲ့အိမ်ဝင်ဒါကျွန်တော်တို့ ဂူဒစ်စန်ပတ်မှာဒါအာဆနိုသင်းနဲ့ရင်ဆိုင်ရပါဘောနော်အဲ့တော့အာဆနိုသင်းကလက်ရှိမှာတော့ဖော်မင်းကတော်တော်လေးကိုဒါကြောင့်ပြန်လဲပြီးကောင်းလာပြီးတော်တော်လေးကိုတည်ငြိမ်လာတယ်လို့ပြောလို့ရတဲ့အခြေအနေတကူအာဆနိုသင်းရောက်သွားပြီဘောနော်အာဆနိုသင်းနဲ့အခုလက်ရှိမှာဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းမယ့်အနေထားတကူကိုသွားမယ်လို့မြင်တယ်အဲ့ဒါလေးကိုမပြောခင်မှာအခုလက်ရှိမှာဒါကျွန်တော်ငလင်းနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးပြောချင်ပါတယ်။မင်းညာကလည်းဒါကျွန်တော်တို့ဇကိုင်းတို့ဒါကျွန်တော်တို့မန်လီတို့ဘက်မှာဒါကျွန်တော်တို့ငလင်းအနေငယ် အနေငယ်ဒါကျွန်တော်နည်းနည်းလေးပြင်းတဲ့ဥစ္စာလှုပ်သွားရတူကြပါတယ်တတိတော်ထားပါ ANG pending မဖြစ်ပါနဲ့ဒါကျွန်တော်အကုန်လုံး view ဆိုင်ကြပါကျွန်တော်ပြည်သူမှာပြည်သူပဲရှိပါတယ်လူတန်းနဲ့ညီကိုတွေအကုန်လုံးဒါကျွန်တော်ကိုစွာညံစွာနဲ့အကုန်လုံးတတ်နိုင်တဲ့လူတွေညီကိုတွေမောင်နှမတွေဒါကျွန်တော်ကူညီပေးတဲ့လူတယောက်ချင်းတိုင်းကိုလည်းအများကြီးအများကြီးအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တဲ့ဒီပွဲအကြောင်းလေးကိုကျွန်တော်ဆက်ပြီးပြောလိုက်အောင်အဲ့တော့ Everton အသင်းနဲ့ဒါကျွန်တော်တို့အာစတိုအသင်းတွေရဲ့အပွဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမွန်နေတာမှရှိတယ်။ဒီဘက်ကလည်းကျွန်တော်တို့ Everton အသင်းနဲ့ခုလက်ရှိမှာတန်းစစ်စုံကနေအပြည့်အဝလွတ်မြောက်သွားတာမှန် ပေးမယ်အခုချိန်တော့တာဒီဗစ်မူရဲ့စသင်းက he have to prove a point เนาะဒါကျွန်တော်တို့သူတို့အနေနဲ့ဒါအခုလက်ရှိမှာသူတခုခုကိုပြတာမယ်ပွဲစဉ်တပွဲလို့ပဲဆက်လက်ပြီးမြင်တယ်ဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့မှတ်မှတ်ရရဗာနဲ့သွားတူလဲဆိုတော့ everton အသေးနေတာကျွန်တော်တချိန်ကဒါကျွန်တော်တို့စပားနေတာကျွန်တော်တို့အ CD ပွဲနဲ့နည်းနည်းသွားဆင်တယ် everton အသေးနေဒီနေ့ပွဲစဉ်မှာ arsenal အသင်းကိုဒါဒုက္ခပေးနိုင်မယ်ဆိုရင်တော့သူတို့ရဲ့မြုပ်ကန်ပြိုင်ဘက်ဖြစ်တဲ့ liverpool အသင်းက ဖလားရရှိသွားမှာဖြစ်ပါတယ်အဲ့တော့ဒါဒီနေ့ပွဲစံမှာ Everton အသင်းနေနဲ့ဒီနေ့ပွဲစံမှာ Arsenal အသင်းကိုဘယ်လိုမျိုးလှုပ်သွားမလဲအဲ့တော့ Everton ပြည်သက်တွေကလည်းရှိ international international twitter community မှာတော့ဒါ Everton ပြည်သက်တွေအနေနဲ့ Arsenal ကိုဒါဒီနေ့မှာဒါသူတို့အနေနဲ့မနိုင်ကျင်ဘူးပေါ့နော်သူတို့အနေနဲ့ဒါ Arsenal အသင်းကိုဒါသူတို့အနိုင်ပေးစီခြင်းပြီးတော့ဒါသူတို့အနေနဲ့ Arsenal အသင်းကဒါကျွန်တော် Liverpool အသင်းကိုဒါနောက်ကနေ pressure တောက်လျှောက်ဖိဖို့အတွက်ဒါကျွန်တော်တို့ပြည်သက်တွေစီကနေပြီးမျောလင့်ထားတာကိုတွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ Everton ပြည်သက်တွေနဲ့ဒီနေ့ပွဲစံမှာသူတို့ကဒါကျွန်တော်တို့ရှုံးစီခြင်းတယ်ပေါ့နော်ဒါကျွန်တော်တို့သူတို့အသင်းကို အာစနယ်ကိုဒါပေမဲ့လည်းရှိမှာအာဆိုတင်းကဒီနေ့ပွဲစမှာသူတို့ကအဗာတန်သူ့ဘာသူဘလူးဘက်ကင်ကအာဆိုတင်းကဒီနေ့ပွဲစမှာနိုင်အောင်ကံမဲ့နေထားမှရှိတယ်။အာဆိုတင်းကလက်ရှိမှာလူပြန်ဆောင်လာပြီ။ဒါပေမဲ့လက်ရှိအာဆိုတင်းရဲ့အဓိကပြဿနာကဘာဖြစ်သွားလဲဆိုဂီဘီယိုတယောက်ထင်ရရသွားခဲ့တယ်။ဂီဘီယိုရဲ့တရားကခုလက်ရှိကြားတော့က၄ဘက်နဲ့၆ဘက်အတွင်းနားလည်ဖို့နားရမှာဖြစ်ပြီးအကယ်၍သာအာဆိုတင်းအနေနဲ့ဒါကျွန်တော်ချန်ပီယံလိဂ်ကိုစီးဖိုင်နယ်လို့ဖိုင်နယ်လို့တက်မယ်ဆိုတော့ဖိုင်နယ်လောက်မှသာပြန်လာနိုင်ဖို့အတွက်အခွင့်အရေးတွေရှိတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်။အဲ့တော့ ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့ Gabriel ကတော့ဒါကျွန်တော်တို့သူ့အာဆွန်သင်းနဲ့ရာသီကုန်ထိနားတော့မှာဖြစ်တဲ့သူနေတာကျွန်တော် Jacob Kiwi ရောတယောက်ပဲဒါကျွန်တော်တို့လက်ရှိ Cancel ပိုင်းမှာတာဝန်ယူရမှာဖြစ်တယ်။ဒါပေမဲ့မှန်တယ်ပြောမယ်ဆိုဒါဒီစနာဘတ်နေရာမှာဘောနော် Julian Demba လဲဆော်လီယာလဲ Kala Fury လဲဆော်လီယာ Ben White လဲဆော်လီယာလဲဘောနော်ပြောချင်တာလက်ရှိအာဆွန်အသင်းအတွက်ကဒါတိတ်ပြီးတော့စိုးရင်နေရာအများကြီးတော့မရှိဘူး။ Cancel ကစားသမားတွေကအများကြီးရှိရတဲ့ကြောင့်ဒါအများကြီးတော့ဆိုဒါပေမဲ့အခုကြားရတဲ့သတင်းနေရာ Ben White က Julian Demba ကိုဒီနေ့ပွဲစဉ်ကိုလွဲချော်မယ်အပြင်ကို Kala Fury ကလည်းဆက်လက်ပြီးလွဲချော်မယ်တူမီယာဆိုတော့ လက်ရှိမှာဒီလောက်ခံစစ်များတဲ့အာဆုံတွေအခုလက်ရှိမှာခံစစ်ပိုင်းမှာလိုအပ်ချက်ရှိသွားတာကတော့တော်တော်လေးကိုဒါကျွန်တော်တို့ပြောစရာဖြစ်သွားခဲ့ပြီပေါ့နော်အဲ့တော့လက်ရှိမှာဒါကြောင့်ဒီနှစ်မှာဒါလူတော်များဝေဖန်ခဲ့သူပဲဟာအာဆုံအသင်းကနောက်တန်းနေ link ခေါ်နေတာပဲကွာဆိုပြီးအခုလက်ရှိမှာနောက်တန်းနေ link ခေါ်ထားတဲ့အာဆုံအသင်းနေနဲ့ဒီလက်ရှိအခြေအနေတွေရခံစစ်ပိုင်းလိုအပ်ချက်ကတော့ကျွန်တော်ရှိလာခဲ့ပြီဖြစ်တယ်။ဒါဒီနှစ်မှာဒါကံကောင်းလို့ဒါ လူးဝစ်ကယ်လီတော့ဒီနှစ်မှာဒါကျွန်တော်အကယ်ဒမီကထွက်လာခဲ့ကြတော့ဒီ left back နေရာမှာလူရှိနေတယ်ဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့တရှိတာကျွန်တော်တို့ဒီနှစ်နောက်တန်းကဒါကျွန်တော်အရန်ကစားသမားတွေအပြင်ကို right back နေရာမှာ Thomas Partey GPN သုံးရမယ်တဲ့ဘုံမှာရှိတယ်။အဲ့တော့ကြားရတဲ့သတင်းတွေက Van White ကို Julian Timber ကိုဒါကျွန်တော်ဆက်လက်ပြီးလွှဲချော်ဦးမယ်လို့ကြားသိရတယ်ဒီမှာပါတယ်။တစ်ဖက်ကဒါကျွန်တော်တို့ Everton အသင်းကဘယ်လိုလွှဲချော်မယ်ဒါ Dwight McNeil, Lindstrom, Oran Mangala ဒါကျွန်တော်တို့ Calvert Lewin ပေါ့နော်။အဲ့တော့လက်ရှိဒါကျွန်တော်တို့အခြေအနေဒီအရာဒါ Everton တိုက်စစ်ကိုတော့ Beto ပဲပြန်လဲပြီးဦးဆောင်ဖြစ်တယ်။ Beto ပဲခုနောက်ပိုင်းဦးဆောင်တာဖြစ်တယ်ပေါ့နော်။အဲ့တော့ လီဗာပူးပွဲစဉ်ကိုလီဗာပူးနဲ့ပွဲစဉ်မှာဒါကျွန်တော်အေဗာတန်ကိုပြန်ကြည့်အောင်အေဗာတန်တင်းတဲ့လီဗာပူးနဲ့ပွဲစဉ်မှာခြေစွဲရတာမဆိုးဘယ်တို့တယောက်ဒါကျွန်တော်တို့တောင်ငံမြောက်ကန်လို့ဆိုတာနည်းနည်းလေးဒါကျွန်တော်တို့လွဲချော်သွားခဲ့တာရှိရမယ်အဲ့တော့ဒါလက်ရှိမှာအေဗာတန်တင်းတဲ့ဒါကျွန်တော်နောက်နောက်ပိုင်းမှာဒါနောက်တန်းတွေကတော်တော်လေးကို solid ဖြစ်လာခဲ့တယ်ဥပမာဒါ Jeron Brandwine နဲ့ Tarkovsky တို့ရဲ့ fullback အတွဲဘက်ကတော်တော်လေးကိုမဆိုးလို့ပြောလို့ရတယ်ဒါပေမဲ့သူ့ပြင်သူတို့ရဲ့ဒါကျွန်တော် fullback အတွဲဖြစ်တဲ့ Michael Lanko နဲ့ O'Brien တို့အတွဲကတော်တော်လေးကို solid ဖြစ်တယ်ဆိုတာကတော့လုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပုံကူရေးရမြင်မိတယ်တဲ့မှာပါတယ်ဘောနော်အဲ့တော့ ပြောချင်တာကလက်ရှိမှာဒါအာစနိုအသင်းနေနဲ့အာစနိုအသင်းနေဒီနေ့ပွဲစမှာဒါတစ်ဖက်ရဲ့နောက်တန်း solid ဖြစ်မှုကိုတော်တော်လေးကိုတိုက်ရမှာဖြစ်တယ်။ဒါအာစနိုအသင်းကတီးကြတယ်မဲ့ဒါကျတော့ရှေ့ကြားရတဲ့မှာကျတော့ F1 အသင်းကို2-1ဆိုတဲ့ရလနဲ့နိုင်ရခဲ့ပြီးတော့ Saka ရဲ့ဒါကျတော့ twin goal နေတဲ့အတူဒါကျွန်တော်ပြန်လဲပြီးအကောင်ဆုံးပြန်လာနိုင်ခဲ့တယ်။အဲ့တော့ နေနေပွဲစမှာအားဆုံးတင်းနဲ့ကန်ဆယ်ပိုင်းအားနေနေမှာမှန်ပေမဲ့တိုက်ဆက်ပိုင်းကတော့ကျွန်တော်တို့မာတင်နယ်လီနဲ့ဆာကာရဲ့အတွဲကိုပြင်မြင်ရမယ်တော်တော်လေးကို solid ပြန်ဖြစ်ပြီလို့မြင်လို့ရတယ်မပါဘူးဒါပေမဲ့ဒီနေ့ပွဲစမှာပေါ့နော်ကျွန်တော် merino ကိုတိုက်ဆက်မှုထားတဲ့ကျွန်တော် ethan wanwery ကိုဒါကျွန်တော်တိုက်ဆက်မှုပုံစံမျိုးလေးကျွန်တော်မြင်နေတယ် ethan wanwery နေတဲ့ကျွန်တော် academy တုန်းကတည်းကကျွန်တော် u21 u18 တို့အုပ်စုမှာသူ့အနေနဲ့ center forward ကစားမှုတွေအတွေ့အကြုံရှိရတယ်ကျွန်တော် ethan wanwery ကို center forward ပုံစံမျိုးလေးထားစီခြင်းတဲ့မှာပါတယ်သူကိုယ်တိုင်နဲ့ဒါ wing မှာဒါကျွန်တော် knowledge ရှိတဲ့ကစားသမားဖြစ်တဲ့ကျွန်တော်သူဖြန့်ပြီးတော့ solo ရတယ်ဆိုတဲ့ပုံစံမျိုး ကိုကျွန်တော်ကတွေ့ရတယ်မကြက်ခဏတွေ့ရတယ်မှာပါအဲ့တော့ဆာကာမာတင်နယ်လီအီသန်ဝန်ရယ်ဒါမှမဟုတ်ခုနကအဲ့ဒါကြောင့်မို့တာအဲ့ဒီအချိန်မှာကျွန်တော်ဂျော်ဂင်ဟိုကြီးကိုကျွန်တော်ဒါ ်ကွင်းလယ်မှာတုံးနေမဲ့အစားအစာကျွန်တော်မရီနိုကိုကွင်းလယ်ပြန်ပို့ပြီး Odin Gate Rice Merino Saka Martinelli Eden Wanderery ဆိုတဲ့ပုံစံမျိုးလေးကိုကျွန်တော်သွားစီခြင်းနဲ့ Oh Life Zone မှာပြထားသော Merino ကိုတိုက်စစ်မှုပြပြီး Jogging ကိုကွင်းလယ်ထည့်ထားပြီးတော့ Thomas Partey ကို Invited Fullback ထားရတယ်ပေါ့နော်အဲ့တော့ဒါမကောင်းမှုကောင်းတယ် Merino လည်းအခုလက်ရှိမှာ Goal ရတော့ပြန်သွင်းလာနေကြဒါမဆို Very good ပဲဒါပေမဲ့ Eden Wanderery ကိုကျွန်တော် Center Forward ထားပြီးတော့ Saka Martinelli ကိုတောင်းပန်ပို့ပြီးတော့ Merino ကိုနောက်မှပြန်ပို့လိုက်တော့မဆိုဘူးဘာလို့လဲတဖက်ကကွင်းလယ်ကတော်တော်လေးကို Solid ဖြစ်တယ်။ဘာကြောင့်ဒီလိုပြောရလဲ Dogore ေဂါနာအဒစ်ဆာဂီဒါလုံးဝလုံးဝကဒါကျွန်တော်ဒီကစားသမားတွေကလုံးဝကိုဒါကျွန်တော်တို့ဟိုဗါလဲ တော်တော်လေးကို solid ဖြစ်တဲ့အသင်းသင်းလို့ပဲကျွန်တော်ဒါမြင်မိရတာမှာပါတော်တော်လေးကိုမိုက်တဲ့အသင်းသင်းလို့မြင်တယ်အဲ့ဒါကျွန်တော်လက်ရှိမှာဒါ Everton ကဒါ David Moyes လက်ထက်မှာသူတို့အသင်းဘာဖြစ်ချင်လို့တော်တော်လေးကောင်းကောင်းလေးသိလာတယ်မှာပါတယ်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါ၄ပွဲတည်ကြပြီးတပွဲသာရှုံးထားတဲ့ဒါ Everton သိပြရမယ်အဲ့ Everton သိတဲ့ခုလက်ရှိမှာတောက်လျှောက်တည်ကြတယ် United ကို2-2တည်ကြတယ် Brentford ကို1-1တည်ကြတယ် Wolves ကို1-1တည်ကြတယ် West Ham ကို1-1တည်ကြတယ်ဒါကျွန်တော်တို့ Liverpool ကို1-0ရှုံးအဲ့တော့လက်ရှိမှာ Everton သိနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာတကူးနဲ့အတက်ပေးရတဲ့ပွဲစဉ်ကမရှိတော့လောက်နဲ့ ကန်ဆယ်ပိုင်းကြီးကဒါကျွန်တော်ဂျရန်ဘရန်သွားနဲ့ဒါဂေါစကီတို့ရဲ့ကန်ဆယ်ပိုင်းတော်တော်လေးကိုဆောလစ်ဖြစ်လာခဲ့တယ်။အာဆယ်တိုက်စစ်ကခုနောက်ပိုင်းပေါ်စံမှာဒါ PSV ဟိုင်းနိုဗန်နဲ့ပွဲစဉ်ကလေလို့နှစ်ခုနဲ့ထပ်သွင်းနိုင်တဲ့ပွဲစဉ်ကနင်းလေလီနေလာခဲ့တယ်။အဲ့တော့တိုက်စစ်ပိုင်းနဲ့လေအားနေလာတဲ့ဒါကျွန်တော်တို့အာစနယ်သင်းတဲ့ဒီနေ့ပွဲစဉ်မှာအလုပ်တော်တော်လေးကိုလုပ်ပြရအောင်မယ်လို့မြင်နေတယ်။ဒါပေမဲ့စာကပြန်လာပြီဖြစ်တဲ့ကြောင့်ဒါကျွန်တော် set piece တွေမှာလည်းပြန်ကောင်းလာနိုင်လို့တိုက်စစ်ပိုင်းကလည်းတော်တော်လေးကို solid ပြန်ဖြစ်လာနိုင်တယ်ဆိုတာကတော့လုံးဝညင်းစရာမလိုဘူးလို့မြင်နေတယ်။အဲ့တော့အာစနယ်သင်းတဲ့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဘယ်လို approach လုပ်မလဲ။ဒါ Arteta နဲ့ဒါခုနပြောလိုပဲဒါ set piece တွေကိုအဓိက ကပြန်ပြီး approach လုပ်မှာ second stage ကိုအဓိက approach လုပ်မှာဆိုလဲ service team မှာအဓိကဂိုးသွင်းနေတဲ့ gabriel တဲ့မပါလာနိုင်တာတော်တော်လေးကိုစိုးသွားလိမ့်မယ်အဲ့တော့ arsenal သင်းကဒီနေ့မှာဒါတော်တော်လေးကို can စိုးတဲ့နေတာတခုရှိပါတယ်ဒါကျွန်တော်တို့သူ့အနေနဲ့ဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့ဥစ္စာကတော်တော်လေးကိုစိုးတယ်လို့မြင်တယ်ဒီနေ့မှာဒါကျွန်တော် premier league မှာဒီနေ့ပွဲစဉ်ကလည်းအနိုင်ရဖို့လိုတယ်တစ်ဖက်ကဒါကျွန်တော် liverpool သင်းကလက်ရှိဒါကျွန်တော်ပွဲချောင်တယ်လို့လည်းပြောလို့မရတဲ့အနေထားတခုရှိတယ်တော့ fulham ရဲ့အိမ်ကမှာ liverpool တော့ကံမဲ့တော့ကြောင့်ဘူးဒါ fulham ကလည်းဒါကျွန်တော်တို့ marco silva ရဲ့အသင်းကလည်းဒါသူမထင်မထင်လို့ ပြန်ပြန်ပြီးကောင်းတက်တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မူတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ့်ရသက်တပတ်ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်မိရတယ်မှာပါတယ်အဲဒီတစ်ပတ်မှာတော့ကျွန်တော်တို့အာစနိုအသင်းအနေနဲ့ဒီအရောနိုင်မယ်လို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့ခုနကပြောသူပဲ เอวาร์ตันပြည်သက်တွေအနေနဲ့ဒါကြောင့်တော့ပြောလို့ပဲငါတို့ကဒီတစ်ခေါက်တော့ဒါကျွန်တော်အာစနယ်အသင်းကိုနိုင်ပေးမယ်ဆိုပြီးပြောရတဲ့တည်းမှာပါတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့เอวาร์ตันအသင်းနိုင်ပေးပေးမပေးပေးပေါ့နော်ဒါကျွန်တော်တို့အာစနယ်အသင်းအနေနဲ့ဘလူးပုံစံမျိုးလုပ်နေတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အာစနယ်အသင်းနဲ့ဒီနေ့ပွဲစဉ်ကိုနိုင်မယ်ဆိုရင်တော့ဒါကျွန်တော်လစ်ဗာပူးအသင်းနဲ့ဒါကျွန်တော်တို့ total အားဖြည့်ဒါကျွန်တော် ကိုမှပြန်ကွာမဲ့ gap တစ်ခုတွားဖို့ရှိတယ်အဲ့တော့ everton တင်းတဲ့ဒီနေ့ပွဲစမှာဘာတွေလုပ်မလဲမွေးစိုးအစုကဒီနေ့ပွဲစမှာဒါ arsenal ကိုဒါကျွန်တော် professional ဆက်ဆံကန့်သွားမယ်လို့တော့မြင်တယ်ဒါအဖြေရရှယ်ရှယ်လေးပဲဘောလုံးတင်းတွေကဘာလို့မဆိုဒါ professional ဆက်ဆံမဲ့ကန့်ပါပဲအဲ့တော့ arsenal တင်းတဲ့ everton အင်ကူမှာဆိုတော့တော်တော်လေးကိုခက်ခက်ခဲခဲကန့်အောင်မလို့မြင်တယ်ဂိုးတော့အများကြီးကျွန်တော်တို့မြင်ရဖို့မရှိဘူးဒါပေမဲ့ arsenal တင်းကျွန်တော်တို့နိုင်သွားမယ်လို့မြင်တယ်ကတ်နိုင်သွားမယ်လို့မြင်တယ်ဒါပေမဲ့ arsenal တင်းတဲ့ဒီနေ့ပွဲစမှာဘာတွေဘယ်လိုလုပ်ပြသွားမလဲတော်တော်လေးကိုစောင့်ကြည့်ကြစရာကောင်းတယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တော့တော့ကုန်ပြီပေါ့ဘောလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ youth sport media 3 point ဆိုတော့ DB4E တို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျ။အောင်ကကွန်မန်နေတဲ့မှာလည်း Youth Sport Media 3 point ဆိုတော့ DB4E တွေလည်းလေးတွေကိုထည့်ပေးထားကြကြောက်မဲ့တော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှာမမြင်နိုင်ဖြစ်ပါတယ်။ကျွန်တော်ဒီငလင်းနဲ့မှာကူညီနေကြတဲ့ညီကိုမောင်မတယောက်ချင်းတိုင်းကိုလည်းအားလုံးကိုပဲကျူးတင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော်ကွန်ပြပေါင်းဗျ။အားလုံးမကျူးတူပါနဲ့။ကျွန်တော်ဒီနောက်မှ AC တွေ့ကြတာပေါ့။ Devo ဗျ။